အားလုံးမင်္ဂလာနံနက်ခင်းလေးပါခင်ဗျာစီရိုနာဒိုရဲ့နောက်ဆုံးရ transfer news အကြောင်းလေးကိုပြောပြပေးကြပါမယ်ဒါလေးကစိတ်ဝင်စားတဲ့အကြောင်းအရာလေးဖြစ်ပြီးတော့ဒါ Tosport တို့အပြင်ရူမာနိုကလည်းခေါင်းကြီးပိုင်းသတင်းမှာတင်ထားတာမျိုးလေးရှိတဲ့အတွက်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒါကြောင့်ဒီ video လေးကိုပြုလုပ်ပေးရခြင်းလည်းဖြစ်ပါတယ်ဆိုတော့အလုံးသိကြတဲ့အတိုင်းပဲစီရိုနာဒိုကတော့အသက်ကတော့ဒါ40ရောက်လာပြီဆိုပေမဲ့လည်းသူ့ရဲ့ကောင်းမွန်တဲ့ခြေစွမ်းနေနဲ့ twin goal တွေနဲ့ပေါ့နော်ဒါကမ္ဘာအကောင်းဆုံးကစားသမားတဦးဆိုတာကိုအဂေါ်ဂျီရိုနာဒိုအဖြစ် ဒါတက်သေးပြနေတုံးပဲလက်ရှိချိန်ထိရိုနယ်ဒိုကတော့ဒါပြိုင်ရိုင်းကြိုက်တဲ့နှင်းစီခိုင် ဖြစ်နေတုံးပဲအသက်အရွယ်ကသာ40လို့ပြောပေမဲ့ဒါစိတ်အားထက်သန်မှုတွေအော်ပြိုင်ပွဲတစ်ပွဲပေါ်မှာအနိုင်ရလို့စိတ်ပြီးတော့ဒါဟိုအသင်းအတွက်ပေးဆက်ကစားတဲ့အနေအထားမျိုးတွေဒါကလပ်အသင်းရောနိုင်ငံအသင်းတွေရောပေါ့နော်တကယ်ကိုအရေးပါတဲ့ကစားသမားကြီးတူဦးလေးဖြစ်ပါတယ်လက်ရှိမှာဆိုလို့ရှိရင်တော့ဒါရိုနယ်ဒိုကတော့ဒါအင်အားစာအသင်းမှာ ကစားနေတာမျိုးရှိတယ်300ဒီသူ့အနေနဲ့ဖြတ်တန်းတယ်ပေါ့နော်ဒီယာဒီနဲ့ပါဆိုလို့ရှိရင်တော့300ဒီမျိုးသူ့အနေနဲ့ဖြတ်တန်းတယ်ဒီယာဒီမှာဆိုလို့ရှိရင်လည်းရော်နယ်ဒိုကရှေ့ရယာဒီတွေထက်တောင်မှဒါအင်နာဆာအသင်းအတွက်တွင်းကိုးတွေပုံမိုးတွင်းယူထားနိုင်တာမျိုးရှိတယ်လက်ရှိမှာဆိုအင်နာဆာအသင်းအတွက်ဒီယာဒီပြိုင်ပွဲရရ40ပွဲကစားပြီးထားတဲ့အချိန်မှာ35ခုထိတွင်းထားတယ်ဆိုတော့ဒါအသက်40အရွယ်ကစားသမားတအုပ်အနေနဲ့ အန်အောလောက်เสียခြေစွမ်းမျိုးနဲ့အကောင်းဆုံးပုံစံကိုဆက်ထိန်းထားနိုင်လုံးပဲလို့ကျွန်တော်တို့သုံးသပ်ရမှာလေဖြစ်တယ်။ဒါဆော်ဒီလီဆိုပေမဲ့လည်းဆော်ဒီလီမှာလည်းတကယ်ကိုအသင်းကောင်းတွေရှိတဲ့အပြင်ကိုတကယ်အကျွန်တော်တို့ဒါကစားသမားကောင်းတွေလည်းရှိနေတာဖြစ်တဲ့အတွက်ဆော်ဒီလီလို့ပြောပေမဲ့လည်းရော်နယ်ဒိုရဲ့အနိုင်ပွဲရယူလို့စိတ် အဲ့ပြီးတော့သူရဲ့ twin goal စာလောင်မှုတွေနဲ့စူးစမ်းအားထုတ်မှုတွေကတော့ကျွန်တော်တို့အတိအမှတ်ပြုရမယ့်အနေအထားမျိုးလေးရှိတယ်။လက်ရှိမှာဆိုလို့ရှိရင်လည်းပူပူနွေးနွေးပဲရော်နယ်ဒိုကတော့ဒါသူ့ရဲ့နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ပိုတူဂီအသင်းကိုလည်း UEFA Nation League Final ကိုသူ့ရဲ့နောက်ကျ twin goal နဲ့ဒါဟိုဂျာမနီကို2-1ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိပြီးတော့ Final ကိုပို့ဆောင်ပေးထားတာမျိုးရှိတယ်။ဆိုတော့ကျွန်တော်ရှေ့ကပြောပြောနေသလိုပဲပေါ့နော်။အဓိကရော်နယ်ဒိုကိုချီးကျူးနေတာပါ။အသက်40ရွယ်ကစားသမားတအူးအနေနဲ့လက်ရွေးစင်အသင်းကိုလည်း အော်ဒါ final ထိပို့ဆောင်ပေးထားတဲ့ nation league မှာကလပ်အသင်းအတွက်ဆိုလို့ရှိရင်လည်းပုံစံကောင်းတွေရယူထားတဲ့ကစားသမားဆိုတော့ဒီကစားသမားကလက်ရှိမှာ NSA အသင်းနဲ့ဒါလမ်းခွဲမယ်ဆိုတဲ့တည်င်းတွေကတက်လာတာမျိုးရှိတယ်။အော် Ronaldo ကိုယ်တိုင်ကလည်း IG မှာပေါ့နော်ဒါ NSA အသင်းနဲ့သူ့ရဲ့ chapter ကပြီးသွားပြီသူ့အနေနဲ့နောက်ထပ်အတွေ့အကြုံအော်ရရှိဖို့အတွက်အသင်းတစ်သင်းကိုပြောင်းမယ်ဆိုတဲ့စကားမျိုးလေးတွေကိုဒါအရေးအမအရေးအမပြောကြားသွားတာမျိုးလေးရှိတယ်။လက်ရှိချိန်မှာလည်း Ronaldo က ဒါမကြခင်ကျင်းပါတော့မယ်ကလပ်ကပဖလားကြီးကိုသူ့အနေနဲ့ဝင်ရောက်ရှင်ပြိုင်ကိုရရှိခြင်းနဲ့ဆိုတဲ့ဟာမျိုးလေးတွေကိုထုတ်ဖော်ပြောကြားလာတာမျိုးရှိသလိုနာမည်ကြီး report တွေကလည်းတောက်လျှောက်တင်နေတာမျိုးရှိတယ်။ဆိုတော့ရနတူကတော့ဒါဆိုလီလီယာအနေနဲ့ထွက်ခွာမယ်အကလပ်ကပဖလားကိုလည်းဝင်ရောက်ရှင်ပြိုင်ကွင်းရရှိခြင်းနဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ဒါကလပ်ကပဖလားကိုဝင်ခွင့်ရတဲ့အသင်းတွေကတော့ရနတူကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားလာတာမျိုးလေးတွေရှိပါတယ်။ဆိုတော့ရနတူအနေနဲ့ကလည်းအသက်40အရွယ်ဆိုပေမဲ့ ူ့ရဲ့ပုံရိပ်ကတော့ဒါပြောနေစရာမလိုအောင်ကြီးမားတယ်သူသာအတင်းတင်းကိုရောက်လာမယ်ဆိုလို့ရှိရင်တော့အဲ့အတင်းအနေနဲ့ကတော့တန်ကြီးလေးမြင့်လာမယ်ပြိသက်တီအောင်ဆူဆိုင်မှုလေးခံရမယ်အနေထားလေးရယ်ပြီးတော့ဒါအကျိုးမြတ်များစွာရရှိမယ်အနေထားဆိုတော့အသက်40အရွယ်ကစားသမားဆိုပေမဲ့အတင်းအတွက် impact ဖြစ်နိုင်တဲ့အနေအထား the finest spine အရာလေတော်တော်လေးစင်ပြေမယ်အနေထားကြောင့်တော့တို့ကိုခေါ်ယူနေတဲ့ကလပ်တင်းနေတာတော်တော်လေးများလာပါတယ် ဲ့ဒီထဲမှာဆိုလို့ရှိရင်တော့ဒါအာဂျင်တီးနားကလပ်ကြီးဖြစ်တဲ့ Boca Junior နဲ့ River Plate တို့လည်းပါဝင်နေတယ်ဆိုပြီးတော့ Romano ကအတည်ပြုပေးလာတာမျိုးရှိတယ်။ဘယ်လိုကိုယ်တိုင်ကလည်းဒါအာဂျင်တီးနားကလပ်အသင်းတွေရဲ့ကံကံမှုကိုရရှိထားတယ်ဆိုပြီးတော့ထုတ်ဖော်ပြောကြားသွားတယ်။သူ့အနေနဲ့ဒါဘာတွေဆက်ဖြစ်မလဲတော့မသိဘူး။အာအတင်းတင်းကိုပြောင်းရွှေ့ဖို့တော့စဉ်းစားနေရဆိုတဲ့အကြောင်းအရာလေးပြောသွားတာမျိုးရှိပါတယ်။ဆက်ထဲမှာပဲပြည်သက်တွေအနေနဲ့ကတော့ဒါအာဂျင်တီးနားကလပ်အတင်းတွေဆိုတော့ဒါရော်နယ်ဒိုအနေနဲ့ပြောင်းရွှေ့ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ထင်ကြီးပေးမှုတွေလည်းရှိတယ်။ဘာဖြစ်လို့ဆိုတော့ဒါမက်ဆီရဲ့ နိုင်ငံလက်ရွေးစင်အသင်းရဲ့ပေါ့နော်ဒါပြည်တွင်းကလပ်တွေဖြစ်နေတဲ့အတွက်ကိုမက်ဆီရဲ့လွှမ်းမိုးမှုတွေအများကြီးရှိတယ်ဆိုတော့ရော်နယ်ဒိုအနေနဲ့ဒါအာဂျင်တီးနားကလပ်တွေကိုရောက်လာမယ်ဆိုလို့ရှိရင်တော့ဒါဝေဖန်ခံရမယ့်အနေအထားမျိုးလေးတွေကြောင့်ရော်နယ်ဒိုအနေနဲ့အာဂျင်တီးနားကလပ်တွေကိုတော့ပြောင်းရွှေ့မှာမဟုတ်ဘူးဆိုပြီးတော့ဒါထင်ကြီးပေးမှုတွေလည်းအများပြားထွက်ပေါ်နေတာမျိုးရှိတယ် ။စက်ထဲမှာပဲဒါရော်နယ်ဒိုကိုဆိုလို့ရှိရင်တော့ဒါမေဂျာလိကလပ်အသင်းတွေပေါ့နော်။ဒါကမ္ဘာကလပ်အဲကလပ်ကမ္ဘာဖလာဝင်ငွေရရှိထားတဲ့မေဂျာလိကလပ်အသင်းတွေကလည်းခေါ်ယူဖို့အတွက်စိတ်ဝင်စားနေစောင့်ကြည့်နေတယ်လို့တော့သိရပါတယ်။ဒါမဲ့ဒီအသက်အရွယ်40ရှိနေပြီဖြစ်တဲ့ကိုဂျီရော်နယ်ဒိုကိုတော့ဒါကာလာရှီစာချုပ်တော့အချုပ်မှာတော့မဟုတ်ဘူးအလုံးသိကြတဲ့အတိုင်းပဲပေါ့နော်။ဆိုတော့ short term contract အနေနဲ့ပဲကမ်းလှမ်းလာနိုင်ပွဲရှိတယ်။ဒီကတော့ဒါကလပ်ကပဖလားမှာပဲရော်နယ်ဒိုကိုအခေါ်ယူသွားမဲ့ပုံစံမျိုးရော်နယ်ဒိုကိုယ်တိုင်ကလည်း short term အနေနဲ့ဒါဒါ ကလပ်ကဖဖလာကိုဝင်ရောက်ရှင်ပိုင်ကိုရရှိခြင်းတဲ့အတွက်ပေါ့နော်အဲသူ့အနေနဲ့အသင်းတသင်းကိုပြောင်းရွှေ့သွားနိုင်ပွဲရှိတယ်ဆိုတော့အနေထားမျိုးလေးဖြစ်နေပါတယ်လက်ရှိအနေထားကတော့ဆိုတော့ဘာတွေဆက်ဖြစ်လာမလဲစိတ်ဝင်စားဖို့တော့ကောင်းနေတယ်တစ်ဆက်ထဲမှာပဲရူမာနိုရဲ့ breaking news တွေအရဆိုလို့ရှိရင်တော့ River Plate ကတော့ထဲထဲဝင်ဝင်ကြီး Ronaldo ကိုခေါ်ယူဖို့အတွက် proposal တွေတောင်လုပ်နေပြီလို့တော့သိရပါတယ်ဆိုတော့ Ronaldo အနေနဲ့အာသူ့ရဲ့ပေါ့နော်ကစားသမားဘဝအနားမယူခင်မှာကလပ်ကဖလာကြီးကိုဝင်ရောက်ရှင်ပိုင်ကိုရရှိသွားမလားဆိုတော့ဘယ်အသင်းတွေကို ရောက်ရှိသွားမလဲအသင်းတွေအနေနဲ့ရောဒါရော်နယ်ဒိုကိုခေါ်ယူသွားမလားစိတ်ဝင်စားဖို့တော့ကောင်းနေတယ်လက်ရှိမှာတော့ကလပ်ကပဖလာဝင်ခွင့်ရရှိထားတဲ့ဥရောပကလပ်အသင်းကြီးတွေကတော့ရော်နယ်ဒိုနဲ့တရင်ထွက်တာမျိုးမရှိပေမဲ့ဒါမထင်မရှားကလပ်လေးတွေပေါ့နော်အဲဘရာဇီးကလပ်တွေအာဂျင်တီးနားကလပ်တွေအာမေဂျာလိကလပ်အသင်းတွေကတော့ရော်နယ်ဒိုကိုခေါ်ယူဖို့တော့အပြိုင်စိတ်ဝင်စားနေတာမျိုးလေးတော့ရှိပါတယ်ဆိုတော့လက်ရှိကလပ်ကပဖလာအတော့အပြောင်းအရွှေ့ transfer window ကလည်းတရက်နေ့ရနေပြီးဆယ်ရက်နေ့ထိဖွင့်ပေးထားတာဖြစ်တဲ့အတွက်ကိုနောက်ထပ် အာအပြောင်းရွှေ့ပိတ်ဖို့ပါလေရပိုင်းလောက်ပဲလူတော့တွေနှစ်ရက်သုံးရက်လောက်ပဲလူတော့တွေအနေထားမှာရိုနယ်ဒိုအနေနဲ့ဘယ်သင်းကိုပြောင်းရွှေ့သွားမလဲဒါလေးကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်ဆိုတော့ရိုနယ်ဒိုနည်းတော့ကျွန်တော်ယုံကြည်ပါတယ်ဘယ်သင်းကိုရောက်ရောက်သူ့အနေနဲ့အကောင်းဆုံးပုံစံတွေကိုဆက်ပြီးတော့ပြသနိုင်လေဦးမယ်လို့လည်းထင်ပါတယ်ဆိုတော့တကယ်ချင်းတော့ဂိုကြီးရိုနယ်ဒိုပေါ်အမြင်လေးတွေကို comment box မှာဝင်ပြပေးသွားခဲ့ကြပါဦးသူ့ဟိုဘယ်သင်းမှာမြင်ကျင်လဲဗျဒါလေးကိုလည်း comment box မှာဝင်ပြပေးသွားခဲ့ကြပါဦးကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ